ရမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်26ကြိမ်မြောက်မြမရိုးရရင်ကြီးမှုအဆိုကရေးတီးပြိုင်ပွဲသို့ဝင်ရောက်ရှင်ပြိုင်ပြီးရမ်းပြည်နယ်ကိုစားပြုအသင်းစကန်းသွင်းလေးကျင့်နေမှုနှင့်အင်းသားရိုးရလီလိုပြိုင်ပွဲအကျိုးပွဲစဉ်များရှင်ပြိုင်နေမှုကိုတည့်ရောက်ကြည့်ရှုအားပေးတဲ့သတင်းအားတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည်ပြည်နယ်ဝန်ကြီးများပြည်နယ်ဥပဒေချုပ်ပြည်နယ်ခရိုင်မြို့နယ်စင်တာဝန်ရှိသူများနဲ့အတူ စက်တင်ဘာလ26ရက်နေ့နဲ့စနေနေ့ကတောင်ကြီးမြို့နယ်အေးတာယာမြို့ရှိတိုင်းရင်းသားရေးရနှင့်တက်မွေးပညာသင်တန်းစင်တာတွင်26ကြိမ်မြောက်မြန်မာရွေးရယဉ်ကျေးမှုအဆိုကရည်တီးပြိုင်ပွဲသို့ဝင်ရောက်ရှင်ပြိုင်ပြီးရမ်းမြင့်နယ်ကိုစားပြုပြိုင်ပွဲဝင်အသင်းများစက္ကန်းသွင်းလေ့ကျင့်နေမှုများကိုကြည့်ရှုအားပေးကြပြီးပြည်내ဝင်ကြီးချုပ်ကဂုံပြုကြီးမြင့်ဝင်များပေးအပ်ရာပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ပြီးအသင်းကိုစားကြပြာလို့ဖွဲ့မှလက်ခံရယူကြပါရယ် ထိုမှတစဉ်ပြည်내ဝင်ကြီးချုပ်နှင့်ဇနီးပြည်내ဝင်ကြီးများနှင့်တာဝန်ရှိသူများသည်အင်းလေးဒေသအတွင်မိတင်းနေထိုင်ကြသောအင်းသားတိုင်းရင်းသားတို့၏တမှုထူးခြားသည့်ခြေထောက်နှင့်လေလောခြင်းရိုးရာရင်ကျေးမှုဒလိစေကိုဖော်ထုတ်၍ရေရှည်တည်တံ့ခိုင်မြဲစေရန်တိုင်းရင်းသားတို့၏ကြံ့ခိုင်မှုစီးလုံးညီညွတ်မှုနှင့်အာမန်ကိုပြသရန်နှင့်အင်းလေးဒေသ၏ခီးသွွားလုပ်ငန်းကိုမြင့်တင်နိုင်ရန်ရည်ရွယ်၍အင်းလေးရေလေအခမ်းမရှိနိုင်ခြင်းပါသည် အင်းသားရိုးရာလီလောပြိုင်ပွဲ အကျိုးပွဲစဉ်များရှင်ပြိုင်နေမှုကိုတွားရောက်ကြည့်ရှုအားပေးကြပါရယ်။ဦးစွာရေလေဧခမမန္တတွင်ဧည့်သည်ဆိုတော်နှင့်ဒေသခံဆိုတော်များကတိရံသာများဖြင့်ပြောပြတင်ဆက်ကြပြီးလီလောပြိုင်ပွဲစတင်ကျင်းပရာကျောင်းသား26တက်လီလောပြိုင်ပွဲတွင် အိုင်းတောင်ကြီးကနှင့်အိုင်းတောင်ကြီးခအသင်းရှင်ပြိုင်နေမှုကို၎င်းအမျိုးသား46တက်လီလောပြိုင်ပွဲတွင် ဝမ်ဘဲအင်းရွာနှင့်စီတာရွာကီလောက်ရွာနှင့်ကျွန်းကြီးမြောက်ရွာရေသာကုန်းရွာနှင့်အိုင်းတောင်ကြီးရွာအသင်းများရှင်းပြိုင်နေမှုကို၎င်းအမျိုးသား26တက်လီလိုပြိုင်ပွဲတွင်ကီလာရွာကအသင်းနှင့်ကီလာရွာခအသင်းရှင်းပြိုင်နေမှုကို၎င်းအမျိုးသားရာကျော်လီလိုပြိုင်ပွဲတွင်အိုင်းတောင်ကြီးခရွာနှင့်တပြေပင်ရွာရွှေပြည်သာထက်ရွာနှင့် လေသိအောက်ရွာကီလာရွာနှင့်ခေါင်းတိုင်ရွာ ွဲစားကုန်းရွာနှင့်မိုင်းတောက်အင်းရွာအသင်းများရှင်ပြိုင်နေမှုကို၎င်းအမျိုးသား46တဲ့လီလိုပြိုင်ပွဲတွင် မိုင်းတောက်အင်းရွာအသင်းနှင့်ရွှေပြည်သာအောက်ရွာအသင်းရှင်ပြိုင်နေမှုကို၎င်းအမျိုးသမီး26တဲ့လီလိုပြိုင်ပွဲတွင်အိုင်တောင်ကြီးခရွာအသင်းနှင့်အိုင်တောင်ကြီးကရွာအသင်းရှင်ပြိုင်နေမှုကို၎င်းအမျိုးသားရာကျော်လီလိုပြိုင်ပွဲတွင်ရှေးဝကြီးရွာတွင်ရွှေပြည်သာအောက်ရွာဇေယျကြီးရွာနှင့် ရေသာအင်းရွာ အိုင်တောင်ကြီးကရွာနင်းပြားပင်ရွာမြောင်းဝကြီးရွာနင်းမင်းချောင်းရှိရွာအသင်းများရှင်ပြိုင်နေမှုကို၎င်းအမျိုးသမီး26တဲ့လီလိုပြိုင်ပွဲတွင်ကီလာရွာအသင်းနင်းညောင်ဝန်းရှိရွာအသင်းရှင်ပြိုင်နေမှုကို၎င်းတဦးချင်းလီလိုပြိုင်ပွဲရှင်ပြိုင်နေမှုများကို၎င်းပြည်내ဝင်ကြီးချုပ်နှင့်ဇနီးပြည်내ဝင်ကြီးများတာဝန်ရှိသူများပြည်တွင်းပြည်ပကြီးသွားဧည့်သည်များ ဒေသခံတိုင်းရင်းသားပြည်သူများကလက်ခုပ်လက်ဝါးများတီး၍တခဲနဲ့ကြည့်ရှုအားပေးခဲ့ကြပါတယ်။ယင်းနောက်ပြိုင်ပွဲဝင်အသင်းများဂုံပြုစုငွေများပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်နှင့်ဇနီးပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများကကျောင်းသား26တဲ့အမျိုးသား46တဲ့အမျိုးသားရာကျော်အမျိုးသမီး26တဲ့နှင့်တဦးချင်းလီလိုပြိုင်ပွဲဝင်အသင်းများဂုံပြုစုများအသေးသေးချင်းပြေးရကြကြောင်းသိရှိရပါတယ်။ အဆိုပါအင်းသားရွရလီလောပြိုင်ပွဲအကျိုးဘိုးလူပွဲနှင့်ဘိုးလူပွဲစဉ်များကို အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်များညောင်ရွှေမြို့အထဒီတာဓမ္မဝိဟာရဒေသစာရေးကျောင်းတော်ကြီးတို့ရောက်ရှိကိန်းဝတ်ပူဇော်ခန်းမြေစတေမာလာ28ရက်တရင်ကျွလဆန်း9ရက်နနေ့ပိုင်းတွင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်ခမညာ